ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရေဝင်းထွန်းရေးသားထားတဲ့ဦးကြီးမောင်နေကိုကိုပင်ပေါ်ကတည့်ရကြီးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြမှာရှင်။အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအနိုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါသေးတယ်။ကျမတို့အစီအစဉ်တင်ဆက်သူဟေမကူကူဖြစ်ပါရစေ။ ရမာကတော့အိုးစီတန်ဒုဘတ်တန်လေးဝါလက်ခုတ်တန်လေးကမိုးမွန်လျက်ရှိနေရပါရွာသူရွာသားတွေကလည်းအတက်နိုင်ဆုံးအလှဆုံးဖြစ်အောင်ဖြီးလင်းပြင်ဆင်ကြတယ်တချို့မိမကြီးတွေကတော့အပြင်ဆင်များလုံးလို့မျက်နှာတွေပြာနှဲလျက်ရှိပါတယ်ယန်းဒီရဝေးကဧသည်တွေကလည်းကျုပ်တို့ပေါင်းလာရွာရဲ့စူပေါင်းအလူကြီးကိုတော့ရောက်ရှိနေကြပြီပေါ့အလူနေရကတော့ရွာရဲ့တကြီးတကြီးအောင်အိမ်မှာပဲဖြစ်ပါတယ်တကြီးအောင်အိမ်ကကျုပ်တို့ရဲ့အိမ်နဲ့ကပ်ရက်လေး ကျုပ်ရဲ့ပေါင်မှာတော့ရော်ကီလူမျိုးတွေဖြစ်တဲ့မျှစက်ကြောင့်မတက်လည်းမရနိုင်ဘူး။ကျုပ်ရဲ့စိတ်ထဲမှာတော့ရွာလုံးစုအလူကြီးမှာပေါဝင်ဆင်နွှဲခြင်းစိတ်ဖြစ်ပေါ်နေ။ဒါ့အပြင်လည်းပေါဝါထန်အောင်လည်းပေါဝင်ဆင်နွှဲလို့မရပြန်ဘော့။ကျုပ်ကလည်းရော်ကီလူမျိုးတွေကိုစိတ်ထဲကကြိတ်ပြီးဆဲနေပြီ။အဖေကလည်းကျုပ်ကိုနှစ်သိမ့်အားပေးစကားဆိုရင်လည်းအလူအိမ်ုံထွက်သွားတယ်။အလူကလည်းရွာလုံးစုအလူဖြစ်တာကြောင့်လည်းတတ်တိုက်ဝုံဝုံနဲ့အတော်လေးစီကားတာပါ။ကျုပ်ကတော့အင်းရှိကုပစ်ကပဲသူများတွေပြောနေအောင်ထိုင်ကြည့်နေရပါလေ။တာလာရေတာလာ ဆန်ရှိရခေါ်တန်ကြလို့ကြည့်မိရောလေဖိုးတုံးနဲ့လူတယောက်တွေ့လိုက်တယ်။အနောက်မှာရက်နေတဲ့သူကတော့အုတ်ထုတ်ဆောင်တာအကြောင်းဘသူဘဝမန်းတော့မသိရသေးဘူးဗျ။ဖိုးတုတ်ပါလားလာလေကွာဖိုးတုတ်ကလည်းခြံထဲကိုဝင်လာခဲ့တယ်။ပေါဝတန်ရတတရဲ့လာတာလာရဲ့တတပါတယ်။တနေ့ဘေးကဘသူကြီးလဲကွာဖိုးတုတ်ရဲ့ဘေးကလူကတော့သူ့ဆောင်းလာတဲ့အုတ်ထုတ်ကိုချွေရင်းနဲ့ခေါင်းမောပြလိုက်တယ်။ဟာမျက်စံမျက်စံမဟုတ်လားအေးလေကွာငါမျက်စံမှာတာလာရဲ့ ချက်ကလည်းမထမပဲနဲ့မျက်စံမြင်ရတာကြောင့်အတော်လေးအံ့ဩဝမ်းသာမိတယ်။ဒီမျက်စံမင်းဘယ်ကနေဘလို့ရောက်လာလဲ။မင်းနဲ့ဦးကြီးမောင်နဲ့ငါအိမ်ကိုလိုက်ပို့ပြန်သွားကြလေ။အာနောက်နေ့ရောက်ပြီးငါနိုးလာနဲ့အရာအားလုံးမတ်မိသွားတာ။ငါကလည်းဟိုမှာအလုပ်တွေလုပ်ပြီးတော့အလုပ်ရှုပ်ညာနဲ့မင်းတို့စီမလာပြတ်တရားပါကွာ။ဟာတောင်းပန်ပါတယ်။ညဆန်ကလည်းသူအရာအလုံးပြန်ပြီးမှတ်မိကြောင်းနဲ့အလုံးရှုံနေရကြောင်းကျုပ်တို့စီမလာပြကြောင်းတောင်းပန်စကားဆိုပါရယ်။ရပါတယ်ညဆန်ကမင်းငါတို့ရှာပြန်လာရေဆိုရင်ငါဝမ်းတနေရပါကွာ ငါလဲရွာမှာရွာလုံးစုအလူကြီးလုပ်တယ်ကြာနဲ့ရှိသမျှအလုပ်တွေထားပြီးထွက်လာခဲ့တာအမနေ့ညတွေကရောက်နေဟောက်ကအဲဖိုးတုတ်တုတ်အိမ်မှာညအိတ်လိုက်တာကျုပ်လဲမျက်စံဖိုးတုတ်တုတ်နဲ့စကားတွေပြောနေအမေကတော့အလူအိမ်မှာဖျားလို့နေရကြအဲကိုဖျားပြက်ရွေးနဲ့မျက်စံနဲ့ဖိုးတုတ်ရောက်နေအောင်မြင်သွားတယ်။အော်ဖိုးတုတ်နဲ့မျက်စံမှာလားခဏနော်။အမေကလည်းပြောရင်းနဲ့အိမ်မော်တက်သွားတယ်။ခဏကြာတော့ပေါပေါဆုပ်တွေထည့်ထားတဲ့ပုဂံတစ်ခုနဲ့ရင်းနှီးကြမ်းလင်မုန်းတော့လာချပေးပြီ။အေးစစစကားပြောကြအောင်နော်အရင်အလူအိမ်ကိုပြန်လိုက်အောင်မယ်။ ကျွတ်တို့လေအမေချမေရဲ့ပပောက်စုံလေးစားလိုက်ရင်းနှွေးကြံလေးတောက်လိုက်နဲ့စကားတွေပြောနေတော့ကျွတ်တို့စကားပိုင်းဦးကြီးမောင်တရားဝင်လာတယ်။ဟာမျက်စံမလားဟာအဝေးထဲကကြည်နေတာမင်းမမသေးကြလို့မျက်စံကလည်းဦးကြီးမောင်မြင်တော့ပြေးဖက်လိုက်တယ်။ကျေးဇူးတင်ပါတယ်ဗျကျုပ်ရဲ့ဘွားကြီးဦးကြီးမောင်သာမကင်လေးအယူဘွားနဲ့ဇက်သိမ်းရမှာဗျ။ဦးကြီးမောင်ကလည်းမျက်စံရဲ့ပခုံးပုံရင်နဲ့ရပါရဲ့ကွာဒီနေ့မိရောအပီးပြန်လာလား။ဦးကြီးမောင်မိလိုက်တော့မျက်စံကတပြင်းတစ်ချက်ချိုင်း ဟုတ်ပါဘူးကျောအပ်ပြီးအရွာသွားတော့မှ AR ဘက်မှာရေလုပ်ငန်းလုပ်ပြီးအိမ်မှာပဲအခြေချတော့မယ်။မျက်စံရဲ့စကားကိုကြားရတော့လေသူ့တို့အားလုံးစိတ်မကောင်းဖြစ်ကြတယ်။အေးပါစီဝါရေးအရာသွားမှဆိုတော့လေငါမတားကြမှာဘူး။ငါတို့ရွာနဲ့ငါတို့တော့သတိရနေစေချင်တယ်။ဦးကြီးမှပြောလိုက်တော့လေမျက်စံမျက်ရည်စာလေးတွေဝဲလာတယ်။ကျောသတိရနေမှာပါ။ဒါနဲ့ဦးကြီးမှအခုအလှလာလား။အေးဟုတ်တယ်ကွာမင်းလည်းအလှသွားမှာမလား။လာအတူသွားကြအောင်။ ဦးကြီးမောင်ဖိုးတုံနဲ့မျက်စံတို့တယောက်ကတော့အလူမန်းတက်တယ်ဝင်ရောက်သွားကြတယ်။သူကတော့မတက်မြက်နိုင်တရားကြောင့်ကုပစ်ပေါ်မှာလှဲနေလိုက်တယ်။သူလည်းညနေနွားရဲသွင်းချိန်လောက်မှနိုးလာခဲ့တယ်။အဖေနဲ့အမေကတော့ရေမိုးချုပ်ပြီးနေကြပြီ။တာရေချိုးတော့လေအရန်ကြီးနောက်ကျသွားကျမ်းမာရွတ်မကောင်းဘူးတာရဲ့။သူကလည်းအမေရဲ့စကားကတော့အိတ်ချင်မှုတူနဲ့ခေါင်းငိမ့်ဂျိုင်းတောက်လေးနဲ့ရေချိုးဝတ်ထွက်လာခဲ့တယ်။တာမင်းပေါ့ကတတရဲလားအချင်းရောပါထူးလဲ။သူကလည်းညှောင်းမှန်ထားတဲ့ပေါင်ကိုကျင်းနေတဲ့ တက်တာပါရဲ့အဖေရဲ့တပတ်လောက်ကြာရင်တော့လမ်းလျှောက်လို့ရပါပြီကျွတ်တွမိသားစုရဲ့ညစာထမင်းဝိုင်းလေးမှာပြောနေကြခြင်းမှာအေးပါတက်တာရယ်ဆိုလဲပြီးရပါပဲတာရယ်ဒီလိုနဲ့ညချမ်းချိန်ခါကိုကြော်လွန်ပြီးမနေ့အချိန်ကိုရောက်လာခဲ့ပါပြီတာယာလာတဲ့ကျင်းငံလေးတွေအတန်းအလေးမနေ့ခင်းကိုပုံမလှပစေအလားရှိနေရလေတောင်းတန်တို့တင်ဆိုင်တို့ရှိကြလားဆန်ရှိအောင်အော်ခေါ်တန်ကြားအောင်လေအမေအားအိမ်ရှိကိုထွက်သွားတယ်ဟောအရေးမြပါလားလာအိမ်မောသွားကြအောင် အကြီးမြလည်းအမေနဲ့တူအိမ်ပေါ်ကျလိုက်ကျုပ်ရဲ့အိယာပေးမှာထိုင်ချလိုက်တယ်။တားလေတားလာတတရဲ့လားကွကျုပ်လည်းကောင်းငယ်ရင်နဲ့တတပါရဲ့အကြီးမြရဲ့ကျုပ်လည်းအကြီးမြအိမ်ကိုဆေးပေးရဲ့နေရာလွယ်ပြီးတော့မရောက်ဖြစ်ဘူး။ရပါတယ်တားလာရဲ့ဒါနဲ့လေနေပေးရစရာတကယ်စွမ်းနေသီလား။အကြီးမြအစဉ်ပြာကြားလို့ဝမ်းသာပါတယ်ဗျာ။အေးအခုငါလာတာကလေနေ့တော်ဆေးလာပေးတာတောင်စိတ်အစီနဲ့လှူထားတာတဲ့အယိုးကျောင်းနဲ့ပတ်သက်တဲ့ဒဏ်ရာတွေအတွက်လည်းတော်တော်လေးကောင်းနေဆိုလို့လာပေးတာ အရှိမြလည်းပြောရင်းနဲ့လက်သုံးလုံးခံဖန်ပလင်းလေးကိုထုတ်ပြတယ်။ပလင်းထဲမှာတော့အညိုရောင်ဆေးရည်တွေထည့်ထားတွေ့ရတယ်။ကျုပ်လည်းအရှိမြဆရာဆေးပလင်းလေးကိုလက်နှစ်ဖက်နဲ့ယူသေးစွာယူလိုက်တယ်။အရှိမြလည်းအိမ်မှာလုံးဆရာလေးရှိရဲဆိုပြီးတော့ပြန်သွားပြီ။အမေ၊ဒါလမ်းလျှောက်နိုင်ပြီဗျ။မေရလေကျုပ်တန်ကြတော့မိဖို့တွေကနေထွက်လာတယ်။အကြီးမြရဲ့ဆရာလည်းကောင်းပါတယ်။လေးရက်လောက်ပဲလင်းရသေးတယ်။ကျုပ်လမ်းပြန်ပြီးတော့ရှောင်းနိုင်နေပြီ။အေးကောင်းတာပေါ့တာရဲ့။ဒါပေမဲ့အရင်ကြီးတော့လှုပ်လှုပ်ရှာမလုံးနဲ့ဦးနော်။ ကျိုလေအမေစကားနားထောင်ပြီးတနေကင်းလုံးအိမ်မှာကပ်နေလိုက်တယ်။ညနေရောက်တာနဲ့ဦးကြီးမောင်ရဲ့အိမ်ထွက်လာခဲ့တယ်။ရုပ်ဦးကြီးမောင်ဦးကြီးမောင်လည်းကြောက်တန်ကြာနဲ့အိမ်မပရင်းပေါလီယာနေခေါင်းထုံရင်းတားလာပါလားဝင်လာခဲ့လေ။ဦးကြီးမောင်မျက်စံပြန်သွားပြီလားဗျ။အေးကွာပြန်သွားပြီ။မနေ့ကမပြန်ခင်တော့ငါ့ကိုလာပြီးကြော့သွားသေးတယ်။ဖိုးထုတ်ကတော့မြို့လန်းတီပြန်လိုက်ပို့ပေးရဆိုပဲ။ကျိုလေကောင်းငယ်ရင်နဲ့ဒါနဲ့ဟိုဦးကြီးမောင်ဘာရင်များလောက်ရှာရှိတယ်လဲကြက်ကူလုတ်ပေးမယ်လေ။ ရပါတယ်တာလာရဲ့လူအဖြစ်ခုမှနလန်ထပဲရှိသေးတယ်။အကြီးမြတ်ရဲ့စီကောင်လို့ခုလိုလမ်းလျှောက်နေတာဗျ။သူတို့စကားပြောနေတော့မှကိုမြတင်နေတူဖိုးတုံလေးရောက်လာတယ်။အော်တာလာလည်းရောက်နေလား။အေးဟုတ်တယ်ကွာ။မင်းတို့ကဘာလုပ်ကြရလဲ။ကြုံမိလိုက်တော့မြတင်ကတော့ဖြင်းညချိုင်ကမလေးနဲ့သွားတွေ့မလို့ကွာ။အာညာဘတ်ဆိုတော့ဟိုကောင်ဒီကောင်တွေရန်ကြလို့ဦးကြီးမစီမှာလောက်ဖွဲ့လေးပါလေးလာလို့တာ။ဦးကြီးမကလေမြတင်ကိုကြည်လိုက်ရင်ဘာလောက်ဖွဲ့မှမြနိုင်ဘူးဟေ။ငါပညာတွေအပိတ်ခံထားရတယ်။ ။ဦးကြီးမောင်စကားကိုကြားတော့လေညတင်ကလောက်ပါဗျာကုညီပါ။တကယ်မရလို့ပါညတင်ကရော်ကီတွေဆိုတာကလည်းအမောင်ပိုင်းဆိုင်ရာမှာတော့ငါတို့နဲ့နီးလန့်တူတယ်။ဒီလိုအတူတူချင်းကိုတိတ်အောင်လုပ်ပြီးတော့လေစီးပေါက်တယ်လို့ဖြစ်သွားပြီးငါပညာတွေအပိတ်ခံထားတာ။ကျုပ်လေဦးကြီးမောင်ရဲ့စကားကိုကြားတော့မေးစရာတစ်ခုပေါ်လာတယ်။ဒါဆိုဦးကြီးမောင်ကမော့ပညာပေါ်ဟုတ်လား။ဦးကြီးမောင်ကလည်းစကားလုံးသွားပြီဆိုတာသိပုံပဲဗျ။တိုင်မဲ့လည်းမပြောလို့လည်းမရတော့ဘူးလေ။ဟုတ်တယ် ငါမော်ပိုင်းဆိုင်ရာတွေလိုက်စားရတူအောက်လန်းလည်းမဟုတ်ဘူးအထက်လန်းလည်းမဟုတ်ဘူးတချို့နေရာတွေမှာတော့အောက်လန်းနဲ့ခက်ဆင်ဆင်အစီရင်တွေလုပ်ကြရတယ်။ကျုပ်ပြရများတယ်လို့ဆိုလဲပါဆက်အဟောင်းသားနဲ့နားထောင်နေရဗျ။ဦးကြီးမလက်ဖွဲ့လုံးမပြီးလဲမိမက်လိုက်ခဲ့ပြီပေါ့ကွာ။ဟေး။ညတင်ရတော့ပြောရင်လည်းဖိုတိုဘက်ကိုလှည့်ကြည့်ရယ်။ဟေးပေါ့ကွာလိုက်ပေးရမှာပေါ့တငယ်ချင်းလေးအတွက်ပဲ။ဖိုတိုကိုတော့ညနာမှာဖြစ်တင်စားရလောက်အောင်အချီးမှာသူ့မတူအောင်ကိုကြီးပေးတတ်တဲ့သူပါ။မင်းတို့ဟာလေနေကင်းနေလိုက်တွေ့တော့ဘာဖြစ်လို့လဲ ။သူ့ရဲ့အမေကတော့မြတင်အားတက်ပြင်းလီးလန့်စွာခြိုင်။သူ့ကိုကြွတိုးရံကိုကြောက်လို့ဟာအခုတွေ့မှလဲသူ့အိမ်တော့ကလေခွင်းနောက်မှာပဲတွေ့ရမှာ။ကြွတိုးညမဆိုတော့ငွေနှင်းဖြူလာ။သူ့ရဲ့အမေကတော့မြတင်အားကောင်းငိတ်ပြတယ်။ဖိုးတုတ်ကလည်းမင်းရလေကြောက်တယ်လေပြောသေးတယ်။သူ့အိမ်အနောက်ကလေခွင်းမှာတွေ့မယ်ဆိုမလွန်ဘူးလားကွ။မင်းတို့ဘာတိလို့လဲကွာရန်သူရဲ့အနီးဆုံးနေရာလုံခြုံဆုံးမဲ့ရယ်ကွာအေးပါကွာဟုတ်မှလည်းလောက်ပါကိုကြက်တူကြီးဓာတ်နဲ့လိုက်လို့ပြေးနေရမယ်နော် ကျွတ်တူစကားဝမ်းကလည်းရီရီမော့မော့နဲ့ဖြုတ်ခဲကြတယ်။ဒီလိုနဲ့ညအချိန်9နာရီမှာတော့ကျောက်အိတ်နေတဲ့အခန်းရဲ့ထရံကိုလက်နဲ့ပုတ်တန်းကြတာကြောင့်အိတ်နေရာကနေထထန်လိုက်တယ်။တာလာငါဘာကွာညတင်မှာ။ဟေးညတင်လားဘာကိစ္စရှိလို့လဲကွာ။တူတူကွာဖိုးတုတ်ကနေလေရပဲဟင်းအစွမ်းပြိုင် မလိုက်နိုင်တော့ဘူးဆိုလို့မင်းကိုလာခေါ်တာပါကွာ။ကိုကြီးပါကွာနော်။ကျောက်ကလည်းအခြေအနေကိုသိလိုက်ရတယ်။ဟာချောက်ကကောင်းတရာမဟုတ်ဘူးကွာ။ရပါရဲ့ကွာအဖော့ဖြစ်ပဲလိုက်ခဲ့ပြီပါနော်။ ကျုပ်ကိုလည်းနဘူးနဆာလုံးညာကြောင့်ညတင်နဲ့အတူလိုက်ပါခဲ့တယ်။ညတင်ကတော့လမ်းတစ်လျှောက်လုံးကျေးဇူးတင်ကြောင်းအထက်ထက်ပြောနေပါဗါး။ညတင်တို့ချင်းဆူထားတဲ့နေရာရောက်တော့ညတင်ဟာခွေးတကောင်လိုဆက်ဆက်ငငယ်တစ်ချက်ဥလိုက်တယ်။ညတင်ဘာလုပ်တာလဲကွ။ညတင်ကလည်းအချက်ပေးတာပါကွ။မြူကင်တဲ့ကခွေးဖြစ်နေရတဲ့မြတ်တင်ကိုကြည့်ပြီးစိတ်ပြက်နေမိတယ်။မကြပါဘူးအိမ်ထဲကနေမိဘုံလေးနဲ့ကောင်မလေးကချင်းဆူထားတဲ့ကုတ်ကုတ်ပင်ကြီးအောက်ကိုရှောက်လာခဲ့တယ်။သူကလည်းအလိုက်တတိယနေ လဲဝင်းဘေးရဲ့တခုရဲ့ကန်သိန်းရိုးပေါ်မှာထိုင်နေမိ။နင်ရှင်ကိုမတင်ကိုချက်လိုက်။သူတို့ပြောနေတဲ့စကားတွေကလည်းအသေးအစရာရှိလာတယ်။ကျုပ်လည်းနားကြားပြင်ကတ်တာနေပဲမှောင်မဲနေရဲ့ပါဝင်ခြင်းဟောတာကြည်နေမိ။နင်ကိုဘလောက်ထိလွမ်းလဲ။ဝါးစားပြစ်ချင်တဲ့အထိလွမ်းနေ။ယောက်ျားတန်ကြီးတခုကဝင်ဖြေလိုက်ပါတယ်။နောက်နေနှင်ဟာကိုမတင်ကြောက်တယ်နော်။ကျုပ်လည်းပထမတော့လန့်သွားပြီမဲ့ငွေနှင်းဖြူစားနေရလို့တွေးပြီးအမောင်တို့ကိုဆက်လက်ငေးမောနေ။နင်ပြောတာမဟုတ်ဘူးအကိုရဲ့နင်မပြောဘူး။ မြတရားလေးနှစ်ဖူးအချွေတွေထွက်ဆပြူနေပြီရုတ်တရက်အေးဆက်တဲ့လက်ချောင်းကတော့မြတရားပခုံးပေါ်လာတင်နေပထမတော့ငွေနှင်းဖြူရဲ့လက်လို့ထင်မိပေမဲ့ငွေနှင်းဖြူရဲ့လက်နှစ်ဖက်ကိုလည်းသူ့လက်နဲ့ဆုပ်ကင်ထားတော့တတိယမိအချိန်မှာတော့ကိုကိုပင်ပေါ်မှုကြည့်လိုက်တယ်အမလေးဆိုပြီးတော့မြတရားအော်တန်လေးတိတ်ဆိတ်နေတဲ့ပဝင်းချင်းဖြုတ်ခွဲလိုက်တယ်မြတရားမြင်လိုက်ရတာကမျက်လုံးပြူးပြူးရှာစီတွဲလောင်းတွဲလောင်းနဲ့တရေကြီးတကောင်သူကသူ့ရဲ့လက်တစ်ဖက်ကိုမြတရားပခုံးပေါ်တင်ထားတာ ကျိုလေညတင်အတန်ကြာတာနဲ့ကြည့်လိုက်တော့အဲ့ကောင်ကြီးကိုမြင်လိုက်ရတယ်။ကျိုလေဘာမှမတွေ့တော့ပဲရွာထဲကိုပြေးဝင်ခဲ့တယ်။တရဲကိုကျေးဇူးတင်ရမှာပြင်းလှိုင်းနဲ့လေကျုပ်ရဲ့ပေါင်ကတော့အကောင်ပကတိပြန်ဖြစ်သွားခဲ့တယ်။နောက်နေ့ရောက်တဲ့အခါကျတော့ညတင်ရဲ့အိမ်အကျိုးကြောင့်တောင်းမိခဲ့တယ်။ဘာအခုမှဘာဖြစ်သွားသေးလဲကွာ။တရဲမျက်နှာနဲ့ပြေးလိုက်တာတန်းနေရပဲ။တကယ်ချင်းပေါ်တော်တော်သစ္စာရှိရဲ့ကွာ။ကျုပ်လေအမှတ်တမဲမှုအကြောက်လုံပြီးတော့ဖြစ်သွားတာပါဗျာ။စိတ်မဆိုးပါနဲ့။ ညကြွတ်သူကငါတို့အတန်ကြားပြီးတော့နိုးလာတယ်လေရွာသားညောင်နဲ့တူငါတို့စီကိုရောက်လာတော့တေးကြီးကလည်းပျောက်သွားအောင်အမကြွတ်သူကလည်းငါ့ကိုထိုးမယ်ကြိတ်မယ်လို့လို့ဘေးကသူညောင်ဝိုင်းပြီးဆွဲထားသေးတယ်ညတရင်အဖြစ်ကိုစံထားပြီးညဘက်တွေ့ခြင်းကိုလည်းရွာမမတွေ့ကြတော့ပါဘူးညတင်ကတော့ဖိုးထုတ်ကိုမစီမဆိုင်ရှက်ရှက်နဲ့အပြစ်ပုံချနေပါတယ်ဒီကိစ္စဖြစ်ပြီးနောက်လာမှာတော့ညတင်နဲ့ငွေနှင်းဖြူကြွတ်သူကလက်ခံပြီးတော့လက်ထပ်ပေးလိုက်ကြပါတယ်ဦးကြီးမောင်နဲ့မကောင်းစိုးဝါစီတီကြရာတီကလည်းမိုးကုံလိုစောင်းကိုကူးလာခဲ့တယ် အခြားဒေသတွေမှာတော့စောင်းဝယ်စားမှာနှင်းအရင်မကြပါမိမယ်ကျွတ်တူစီမှာတော့အခြားဒေသတွေထပ်ပို့ပြီးတော့နှင်းကြတတယ်။နေရာတည်ပူရင်လည်းအခြားဒေသအခြားနေထပ်ပို့ပြီးတော့လည်းပူတတ်တယ်လို့စောင်းဝယ်လို့အေးပြီဆိုရင်လည်းအသေးခိုက်မတက်အေးတတ်တယ်။ကျို့လေနှင်းကြပြီးအေးဆန်နေရရာတည်ဥရုကြောင့်လည်းစောင်းချုံပြီးကိုယ်နေရာနေနေတော်မြင့်မာတာအိယာနေထားခဲ့တယ်။အမေနဲ့ဖေကတော့မနေ့ဆော်ဆော်ရီယာနိုးနေပြီဖြစ်တာကြောင့်ကြက်တောက်သေးပဲအခုမှနိုးတာပါ။အမေကတော့မိဖို့ရဲမှာချက်ပြုံနေရပြ။အဖေကတော့ရင်ွေးကြမ်းတောင်းနေ။ တာနွေလည်းမျက်နှာတပိထမင်းစားတော့လေအဖေကလည်းတောက်လက်ဆရင်လေးပကံကိုကရင်နဲ့ကျုပ်ကိုပြောလိုက်တယ်ဒါဆိုလည်းတာမျက်နှာတက်လိုက်အောင်မယ်ကျုပ်လည်းမျက်နှာတက်ပြီးတော့ဗနက်စာကိုစားခဲ့တယ်စောင်းဥမှာတော့လှုပ်ရှားလှုပ်တရားထွ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 မရှိရနဲ့ရွာထဲရှောက်လာလိုက်တယ်ဟာတာလာပါလားဘယ်လိုသွားမလို့လဲကွာဖိုးတုတ်ကတော့ရွာလန်းတိုင်းရှောက်လာတဲ့ကျုပ်ကိုမြင်တော့နှုတ်ဆက်တာဗျဘယ်မှမဟုတ်ပါဘူးကွာမင်းစီကိုပဲလာတာကျုပ်လည်းပြောရင်လည်းဖိုးတုတ်ရဲ့ခြံထဲဝင်လာခဲ့လိုက်တယ်ငါစီဘူးလားမလာစဘူးအလာထူးပါလား လာကွာရင်းနှွေးကြမ်းလေးတောင်းရင်းနှွေးကြမ်းကတော့ခုရတဲ့အလိုက်ဆုံးမဲကွာဖိုးတုတ်ကတော့ပြောရင်းနဲ့ရင်းနှွေးကြမ်းလင်မန်းလေးကိုကျုပ်ရှိမှာချပေးတယ်ဒါနဲ့ညတရာတော့မင်းကိုပဲအပြစ်တွေဖို့နေတော့တာဟာငါလည်းတမင်မလိုက်ချင်တာမှမဟုတ်တာကွာပဟင်းအစွမ်းပြလို့မလိုက်ရတာပဲငါတော့ကျေးဇူးတင်တယ်ကွာတိတ်ကိုကျေးဇူးတင်တာကျုပ်နဲ့ဖိုးတုတ်စကားပြောနေရောချန်နေကိုညတရာအော်ပြောရင်းနဲ့ဝင်လာတယ်ဗျဘာလို့ကျေးဇူးတင်တာလဲကွာငါကတော့မင်းငါ့ကိုကြိတ်မုန်းနေပြီထင်တာကျုပ်ကလည်းညတရာစကားကိုနားမလဲတဲ့ဟန်နဲ့ပြန်မေးလိုက်တယ် ချစ်စုတင်တာပေါ့ကွာခုဆိုရင်ကိုကျက်သူရငါ့ကိုခေါ်ပြောတယ်ကွာကိုကုတ်ပင်မောကတရေကြီးရဲ့ကောင်းမှုကြောင့်ငါနဲ့ငွေနှင်းဖြူတွေ့ပြီးရဲ့နောက်နေ့ငါ့ကိုခေါ်ပြောတာကွာကျုံ့နဲ့ဖိုတိုလည်းညတဲ့နောက်တိုးသွားပြီဘာပြောလို့လဲညတဲ့ရဲ့ငါ့ကိုအလုတ်ကြိုးစားရတဲ့သူညမလေးကလည်းငါမငါဖြစ်နေလို့မခွဲလို့ဘူးတဲ့သူညမလေးကိုထားခဲ့ရင်တော့ဟော့ဟိုမှတွေ့လာဆိုပြီးငါကြည့်တောင်ထားကြည့်လက်ညှိုးနဲ့ထိုးပြတာကွာမင်းအောင်မကြောက်ဘူးလားကျောက်တော်မှာပြောမနေပါနဲ့ကွာငါ့ကိုစပြီးခေါ်ရဒူးရီတုံနေရမင်းတို့လည်းသိပါရဲ့ကိုကျော်သူကဘလောက်ဆိုးလဲဆိုတော့ ဟုတ်လေဟုတ်တယ်ဗျရွာမှာဆိုရင်ကိုကြက်သူမတည့်ရသူမရှိဘူးအရန်ကိုဆူလုံးလို့လေရွာသားတွေကခက်ကင်းကင်းကိုဆက်ဆန်းကြတာဒါဆိုလေမင်းအခြေရမင်းပေါ်မှာမူတည်နေရပေါ့ဒါပေါ့ကွာငါလည်းနောက်အပတ်ရငွေရင်းဖြူတတ်တောင်းတော့မှာကွဟေးကိုကြက်သူရမင်းအလုပ်ကျိုးဆောင်လို့ပြောရမလား तू ပြောပြီးတပတ်ကြာပဲရှိသေးရဲ့ကွာတတ်တောင်းမယ်ဆိုတော့ဓာတ်နဲ့လည်းလိုက်နေပါဦးမယ်ကွာကျုပ်ပြောလိုက်တော့မြတရားပြုံးဖြီးဖြီးနဲ့အခုအပတ်တွင်မှာအလုပ်ကျိုးစားပြလိုက်ပေါ့ကွာအားလဲဆုတာဆောင်ထားရရှိပါတယ်အမေနဲ့ဖေကလည်းငါ့ကိုသဘောတူတယ်တဲ့ အေးပေါ့ကွာမင်းတော့တောင်းတော့ငါတို့ပါလိုက်ခဲ့မယ်ကျွတ်တို့စကားဝိုင်းရလေနေလေစားစားတဲ့အချိန်မှာတော့ခဏတဖြုတ်ဖြုတ်ခဲ့ကြတယ်ကျုပ်လည်းဦးကြီးမအိမ်ကိုမြောက်တာကြာပြီဗျတပတ်ဆိုတဲ့အချိန်ကလည်းဘာလို့လို့နဲ့ကုံသွားတာပါပဲဗျညတင်တဲ့ငွေနှင်းဖြူကိုတောင်းတဲ့တောင်းရံပွဲရလေအအောင်မြင်မြင်နဲ့ပြီးဆုံးခဲ့တယ်ညတင်တို့ကလည်းပြည်ပြည်လည်လည်ရှိကြတယ်မိဘတွေကလည်းမင်္ဂလာပွဲအတွက်ရွှေငွေတွေတမကလှဲနှွားတွေထဲကြတဲ့အတွက်လည်းပုံမူပြီးတော့အဆင်ပြေခဲ့တာပေါ့မင်္ဂလာရက်ကိုလည်းလာမဲလာမကျင်းပဖို့အတွက်သဘောတူခဲ့ကြတယ်အဖေ ားလိုက်လားဗျာဘာတန်လဲမသိဘူးကျုပ်လည်းညစာထမင်းစားနေတော့ဟိဟောက်တန်အကျဉ်းကြားလိုက်တာကြောင့်အဖေကိုမိလိုက်တယ်အဖေလည်းညင်သက်စွာနဲ့အေးကြားလိုက်တယ်သားရဲ့ဘာကောင်ဟိနာလဲမသိဘူးအတန်းကလည်းကြီးလိုက်တာကွာအတန်းကလည်းတိတ်ဆိတ်နေညအချိန်မှာနောက်တစ်ခါထပ်ပြီးထွက်လာခဲ့တယ်တားကောင်ကြီးညရွာနောက်ရောက်နေလားမသိဘူးတော့အမေကလည်းထမင်းစားနေပြောပါတယ်ဖြစ်နိုင်တဲ့တင်စရဲ့ထိုင်မဲ့ဒီလောက်အတန်ကြီးရဲ့တားကောင်မျိုးတော့ငါမကြားဘူးကြားရချင်းသိတဲ့ဟိနာတော့ဒီလောက်မကျေဘူးထင်တယ် အဖေကတော့အတန်ကြီးလွန်လာတာကိုအံ့ဩပြီးမကြဘူးကြောင့်အမေကိုပြောတယ်။အတန်ကလည်းရွာမြောက်ဘက်ကနေထွက်လာလိုက်အရှိန်နဲ့ထွက်လာလိုက်နဲ့ရွာရဲ့ဘေးပတ်ပတ်လေးကိုလှည့်နေတယ်လို့ဖြစ်နေ။ကျွတ်တူလေးအတန်အလေးမထားတော့ဘဲထမင်းကိုပဲပြန်ပြီးတော့စားနေကြတယ်။တကြီးအောင်တကြီးအောင်မနက်မိုးလင်းလို့ကြက်မျက်နှာတင်နေတော့မှတကြီးအောင်ရဲ့နာမည်ခွင်နဲ့မိမတယောက်နဲ့ယောက်ျားတယောက်ကတော့တကြီးအောင်ရဲ့အိမ်ထဲကိုပြေးဝင်လာတာဗျ။နင်းနေကြနေရကြောင်းလဲဘသူဘဝဆိုတာမသိရဘူး။ ဘာကြောင့်ထုလို့လဲဆိုပြီးသိကျင်တာနဲ့မျက်နှာမြင်သက်ပြီးတော့ကျုပ်လည်းတကြီးအုပ်ရဲ့အိမ်ကိုထွက်လာခဲ့တယ်။တကြီးအုပ်ရဲ့အိမ်ထဲမှာတော့မိမတောင်တဲ့ယောက်ျားတောင်ငိုနေနဲ့တရားပေါ်မှာထိုင်နေကြတယ်။အဲ့တော့ကျုပ်လည်းအဲ့လူတွေကြည့်လိုက်တော့ကိုစိုးသူနဲ့မပလဲဖြစ်နေ။တကြီးအုံကတော့သူ့ရဲ့ရှင်မှာထိုင်နေ။ညကျမတို့တာလီပြောက်သွားလို့ပါရှင်။ဘလို့ဖြစ်ပြီးပြောက်သွားလဲငါ့ကိုလည်းပြောပြကြအောင်မလဲ။တကြီးအုံမေးလိုက်တော့အဲ့အမျိုးသမီးရဲ့ဘေးကအမျိုးသားလည်း ညာသားလေးကအပေါက်သွားခြင်းနဲ့ဆိုပြီးနောက်ဖေးကိုထွက်သွားပါတယ်ကျတို့ခြံနာကနေကြာဟင်းတဲ့အကျယ်ကြီးကြားရတာကြောင့်လေသားလေးကိုစိတ်ပူပြီးအိမ်နောက်ဖေးကိုထွက်ကြည့်တော့သားလေးမတွေ့ရတော့ပါဘူးသားလေးအပေါက်သွားခဲ့တဲ့နေရာအနောက်မှာလေသွေးကွက်တွေနဲ့ကြားချီရတွေမြင်ရတော့တာပါပဲတကြီးအုံးရဲ့တကြီးအုံးလေးစိတ်မကောင်းဖြစ်သွားတယ်မျက်မှောင်ကြီးကျုပ်ပြီးရွာယောက်ျားသားတွေဆိုပြောနေ့လယ်နှစ်နာရီငါအိမ်ကိုလာခဲ့ဖို့ပြောလိုက်တာလားကျုပ်ကလေရွာရဲကိုလှည့်ရတော့တာပေါ့နေ့လယ်နှစ်နာရီရောက်တော့ရွာအသက်အရွယ်ကောင်းကောင်းယောက်ျားသားတွေအကုန်လုံးကတကြီးအုံးရဲ့အိမ်မှာစုကြတယ် ဒီနေ့အားလုံးအစည်းအဝေးခေါ်တာကတော့ရွာအနီးနားမှာကြားရကောင်တောင်းချမ်းနေဒီတော့ရွာရောက်ကြတာတွေအကုန်လုံးကင်းဆောင်ကြရမယ်။ငါတို့ရွာအဝင်လမ်းလေးလမ်းရှိရမလို့အဖွဲရှိခုဖွဲ့မယ်။အဖွဲလေးကွာတလက်နောက်ထပ်အဖွဲလေးကွာတလက်ကင်းဆောင်ကြရမယ်။တခုခုထူတာနဲ့တန်ချောင်းတွေခောက်ပြီးတော့အချက်ပေးပါ။တကြီးအောင်ကလည်းတန်ချောင်းတွေကိုထုတ်ပေးတယ်။ဒီလိုနဲ့ကျုပ်တို့လည်းညဘက်ကင်းဆောင်ကြရတာပေါ့။အဖွဲတစ်ဖွဲ့မှာတော့လူကြီးတယောက်ကိုကောင်းဆောင်ခိုင်းတယ်။ကျုပ်ကတော့ရွာအလဲမှာမို့ဘေးအဖွဲတွေဝင်ဝင်ရတယ်လေ။ဒါနဲ့ပဲဥမှုဥဆောင်တဲ့အဖွဲတွေဝင်လာခဲ့လိုက်တယ်။ ဥမှုဥဆောင်နာမြောက်ဘက်ရွာထွက်မှာဆိုတော့ဦးကြီးမောင်ရဲ့အိမ်နဲ့နီးရလေဗျာကျွတ်တွေစောင့်နေလို့လားမသိဘူးကြားရောက်မလာပါဘူးသုံးရလောက်ထိကြားလည်းပေါ်မလာတော့အားလုံးကလည်းစိတ်အေးစားပြုနေပြီကျွတ်တို့ကင်းဆောင်မင်းနေကိုရောက်လာတယ်ဦးကြီးမောင်ကလည်းကျွတ်တို့ကင်းတဲ့ကိုရောက်လာတယ်အိမ်နဲ့နီးရောလည်းစကားပြောဖို့လာတာကျွတ်တို့ရဲ့အဖွဲခေါင်းဆောင်ဥမှုနဲ့လည်းစကားတွေပြောနေကြတယ်ကျွတ်တို့လူငယ်တွေကတော့လက်ဖက်သုံးလေးစားလိုက်စကားလေးပြောလိုက်နဲ့ကင်းဆောင်နေကြတာပေါ့ဟိုဟိုကဘာကောင်းကြီးလဲကွာ ကျွတ်တို့ဖွဲ့တွေကမောင်တင်ဆိုရဲသူကလှမ်းပြောလိုက်တော့ကျွတ်တို့လည်းသူပြရဲ့နေအောင်ကြည်လိုက်ကြတယ်ဟာဘာကောင်ကြီးကကြားအောင်စီးထားရလဲကွာတရေလားတရေမဟုတ်ဘူးကွာတပတ်ကြီးဖြစ်မယ်တယောက်ကြာတပတ်ကြီးပဲဖြစ်မယ်ကွာကျွတ်တို့ဖွဲ့သားတွေလည်းမောင်တင်ပြတဲ့အကောင်ကြီးကိုကြည့်ရင်တယောက်တစ်ပေါက်ပြောနေကြတယ်အကြောင်းကတော့လူဝနှစ်ကောင်စာလောက်ရှိရဲ့ခန္ဓာကိုယ်နဲ့အမွှေးငင်နေရှုပ်ပွားနေတဲ့တရေကြီးနဲ့အတူ၉00လောက်ရှိရဲ့ကြားကြီးကိုမြင်လိုက်ရတာကြောင့်ပါဦးကြီးမောင်နဲ့ဦးမွာလည်းကင်းတဲ့ရရနေထွက်လာတယ် ကြားဆိုတဲ့အတန်ကြားနဲ့ဥမှုကလည်းသူယူလာတဲ့တနက်ကိုကိုင်းနဲ့ထွက်လာတယ်။ဟာလာပြီကွာပြေးကြခောက်ကြ။အဲ့အကောင်ကြီးစီထားတဲ့ကြားကြီးကလည်းတို့တို့ရဲ့ဘက်ကိုတချိန်တိုးပြေးလာတယ်။ကင်းတဲ့ရအဖွဲသားတွေကလည်းကြောက်အလန့်အားနဲ့တန်ချောင်းတွေခောက်ကြပြေးကြနေရှိညာ။တချို့ကတော့ကင်းတဲ့တွေကဓာတ်တွေတွားပြူပြီးတော့ခုခံဖို့အတွက်အသင့်ရှိကြတယ်။ကြားကြီးနဲ့တို့တို့လည်းလဲနှကွက်ကြော်ကြော်လောက်အကွာမှာရှိနေ။လာလေရော့။ဦးကြီးမကလည်းတစ်ချက်អော်လိုက်ပြီးကြားကြီးကိုလက်ညှိုးထိုးပြီးဘေးကိုဆွဲဖက်လိုက်တယ်။ ကြားကြည့်တော့ဘာမှမဖြစ်ပေမဲ့ကြားပေါ်အကောင်ကြီးကတော့မြေပေါ်လွင့်ကျသွားတယ်။ဒါပေမဲ့နော်ပြန်ထလာပြီးလေးဘက်ထောက်ကြီးကျုပ်တို့စီပြေးလာပြန်လား။အမှုခမကြောက်တက်အောင်ပြစ်ပြ။ကျဟိုကောင်ထိန်းထားမယ်။ကျဲလာလာတဲ့တနက်တန်ကြီးထွက်လာပြီးနောက်မှာကြားကြည့်ရတော့ကျုပ်တို့ရဲ့ရှေးဝါတို့တပြန်စားလောက်မှာအရှိန်နဲ့လဲကျသွားတယ်။ဦးကြီးမကတော့တရေကြီးနဲ့ဟင်းဆိုင်နေရတယ်။တရေကြီးကလည်းပါဇက်ကြီးဟလိုက်တော့ပါဇက်ထက်ကနေမွေကြီးတွေထွက်လာကြ။အားလုံးပဲသင်းနဲ့စီဝိုက်တားလိုက်ကြ။ ကျွတ်တွေအကုန်လုံးရှိရာတွေထုတ်ပြီးတော့သေးနဲ့ဘေးပတ်ပတ်လဲစီးဝိုင်းတားလိုက်ကြတယ်။ယောက်ျားသားတွေပဲရှိရမို့တော်သေးရပြောရမယ်။တချို့အပေါ့မသွားခြင်းတဲ့သူတွေကလည်းစီးဝိုင်းထဲမှာရှိရတဲ့သူတွေဝင်ကြတာပေါ့။ကျွတ်တွေမကောက်နော်။ဥမှုရောစီးဝိုင်းထားတာဗျ။ငွေကြီးရလည်းကျွတ်တွေစီးဝိုင်းထရနဲ့တကိုင်းကြတွေအကုန်လုံးဖြစ်သွားတယ်။ဒေဇတ်မကောင်းဆိုဝါကောင်။ဦးကြီးမကလည်းအဲ့လိုပြောလိုက်ရင်အလင်းနှန်းကြီးထုတ်တာဗျ။အလင်းနှံကြီးတွေကလည်းမကောင်းဆိုးဝါးယူထရနဲ့အဲ့ဒီမကောင်းဆိုးဝါးကြီးကျဲလောင်စားအော်ဟင်းနဲ့မြူမုံတွေအဖြစ်ပျောက်ပြတ်သွားတယ် အခြားကင်းတရားသူတွေလည်းခုမှရောက်လာကြတာကျွတ်တူတွေကတော့ဦးကြည်မောင်နဲ့ဦးမှုကျေးဇူးတင်စကားတွေပြောနေကြတာပေါ့ဒီကောင်ကဦးမှုနဲ့ဦးကြည်မောင်ရှိရဲ့ကင်းတဲ့ကိုဝင်မှပဲဘဝကူရတာပေါ့ကျုပ်ပြောလိုက်တော့လေဦးမှုနဲ့ဦးကြည်မောင်ပြုံးနေကြတယ်နောက်နေ့တွေမှာတော့တကြီးအောင်ကိုရိုင်းဦးမှုနဲ့ဦးကြည်မောင်နှစ်ယောက်ကိုတစ်ယောက်ကိုငွေတထောင်စုချပေးမယ်ဦးမှုကပြပြလဲလဲရှိရကြောင်းဦးကြည်မောင်အကုန်လွှဲအပ်လိုက်တယ်မြူပြစီနဲ့တကြီးအောင်ရဲ့ကျုပ်ကငွေလိုချင်လို့ကူညီတာမဟုတ်ပါဘူးကျုပ်မြူပြစီနဲ့ ။ဦးကြီးမောင်ကတော့ငင်းဆန်နေရကြောင့်လဲရွာသားတွေအကုန်လုံးကရှူဖို့အတွက်အတင်းပြောကြတယ်။ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ကျွတ်တို့ရွာဦးကြီးမောင်ပြီးတဲ့အသက်ပဲရှိပါရယ်ဗျာ။ယူပါ။ဟုတ်တယ်ဗျို့ယူလိုက်ပါဦးကြီးမောင်ကြီး။ရသားရီရလေဟစ်အော်နေကြတော့နောက်ဆုံးဦးကြီးမလက်ခံလိုက်ပြီမဲ့ငွေ1200တထောင်ကိုရွာမှာနှလန်းလောက်ဖို့အတွက်အလှငွေပြန်ပြီးထည့်ခဲ့တာကြောင့်ရသားရီရဲ့လေစာချင်းကိုအရင်ကထပ်ပိုးရသားပြီးလက်ခုပ်တီးတန်နေရလေမုံမုံသွားခဲ့တယ်လीဦးကြီးမောင်နဲ့ထောင်ထွက်ဖို့စိန် ကျွတ်တွေခိုးရောက်နေရကညတင်ရဲ့မင်းလာဆောင်မှာပေါ့ဗျာညတင်တဲ့ငွေနှင်းဖြူကတော့လာသမျှဧည့်သည်တွေအခံပေးနေကြတယ်ကျုပ်နဲ့အတူဖို့တုတ်ကလည်းဦးကြီးမောင်ဦးမှုဗာကြီးလုံးတင်တို့ပြောဆိုနေကြတဲ့စကားဝိုင်းပေးမှာထိုင်နေကြရင်လည်းလူကြီးတွေပြောတာတွေနားထောင်နေကြတာဗျာပညာရစရာဘဟုတုတ္တရစရာတွေလည်းပါတယ်လို့ရည်စရာမောစရာတွေလည်းပါတာပေါ့ဒီလိုတွေပြောနေရင်လည်းတိုင်းရင်းသားတွေအကြောင်းစကားကိုရောက်သွားကြတယ်တကယ်တော့ဗမာလူမျိုးတွေကတော်တော်လဲကြတာလေကွဘလို့လဲကြရလဲလှုပ်ဆက်မှဦးကြီးမောင်ရဲ့ ဦးကြီးမောင်ရဲ့စကားကိုတော့ဥမှုကမေးလိုက်တာဗျကျွတ်တော့ရမှာကတော့ဦးကြီးမောင်အလုံးအောင်ဦးကြီးမောင်လို့ပဲခေါ်ကြတယ်။ဗာကြီးလုံးတင်လို့ဆိုရင်လည်းဦးကြီးမောင်ထက်အသက်ကြီးပေမဲ့ဦးကြီးမောင်လို့ပဲခေါ်ကြတယ်။ပြောမယ်လေဗျာကျောင်းငယ်ငယ်ဟာကြားဘူးတဲ့အကြောင်းလေးပေါ့ဗျာအဲ့ဒီအချိန်တုန်းကတော့ကလားနဲ့မြန်မာတွေကဘာသာရေးအားပြိုင်မှုတွေပြင်းထန်နေအချိန်ပေါ့ဦးကြီးမောင်ကလည်းစကားစာအုပ်ရှင်းလိုက်ပြီးရင်းနှီးကြောင်တစ်ချက်မော်လိုက်တယ်ဒီလိုနဲ့ငါတို့မြန်မာပြည်ကိုကလားတယောက်ရောက်လာတယ်လေ အဲ့လိုကလေကလားနဲ့ဖီးယားကဘလောက်ဆွမ်းကြောင်းကလားနဲ့ဖီးယားကသာအမျက်ဆုံးဖြစ်ကြောင်းပြောတာပေါ့မြန်မာတွေကလေမင်းတို့ကလားဖီးယားကိုကြည်ကျင်နေမြင်မှုကျင်နေပြောတာပေါ့အဲ့တော့ဟိုကလားကောင်ကလေသူတို့ဖီးယားလို့တတ်မှတ်ကြတဲ့ပင်စိမ့်ပင်ကိုလက်ညှိုးထိုးပြပေါ့မြန်မာကလေဘာမပြောညာမပြောနဲ့ပင်စိမ့်ပင်ကိုယူပြီးတော့ချီးကုန်းပြလိုက်တယ်အဲ့မှာကလားလေတော်တော်ဒေါသထွက်သွားပြီမဲ့ဘာမှတော့မလုပ်ဘူးပေါ့ဒါနဲ့မြန်မာတွေကိုလည်းပြန်မိတယ်မင်းတို့ဖီးယားကိုကြည်ကျင်နေပေါ့ပြပါဆိုတော့လေမြန်မာတွေကလေဖျားပင်ကြီးကိုလက်ညှိုးထိုးပြလိုက်တယ် တော့ကလာကလည်းလက်စားချိန်မဲဆိုပြီးတော့ဖျားပင်ကြီးကိုယူပြီးတော့ချိကောက်လိုက်တယ်တဲ့အဲ့တော့ဘလို့ဖြစ်သွားမလဲတွေးကြည့်ကြပါကွာတယ်လဲလဲကြတယ်မြန်မာတွေပဲကွာကျွတ်စကားဝမ်းကလည်းတဟားဟားနဲ့ရှီမောလိုက်ကြတယ်ဘာလို့လဲဆိုတော့ဖျားပင်ဆိုတာကလူတရပောင်လောက်ပဲအမြင်ရှိတဲ့အပင်ဖြစ်ပြီးတော့သူ့အမွေအားတအားရတာလေတမန်နေရာတွေဖြစ်တဲ့လက်တီချီထီရတာမနေနိုင်အောင်ကောက်ရတဲ့ဖျားပင်ဟိုကလာကသူ့ဟာကုန်းလိုက်တော့ဘလို့ဖြစ်သွားမလဲတွေးကြည့်ပြီးကလာဖြစ်ကိုရည်နေကြတာပေါ့ကျွတ်တို့ကျွတ်တို့ မန်းနဲ့ရှာခေါ်တန်ကြရလေလူရေကုံအတန်ကြားရအောင်ကြည့်မိကြရပေါ့အိန်းနေရလေကိုကျက်တူရတိုက်ပုံအင်ဂျီအဖြူကြီးနဲ့ထွက်လာဟာဖိုးစိန်မင်းလွတ်လာပြီလားအဲ့လူမြင်တော့လေကိုကျက်တူရဝမ်းတာအရာနှုတ်ဆက်တယ်မနေ့ကလွတ်လာတာကွာအဲ့လွတ်လွတ်ချင်းရွာကိုပြန်လာခိရဖိနေလို့ဒီနေ့မှရောက်လာတာမင်းပြန်လာတာလေငါညမမင်းလာဆောင်နဲ့ကွက်တီပဲကွာဟေးမင်းညမတော့မှမင်းလာဆောင်ပြီပေါ့အေးပေါ်လေးငါထောင်ကြတာလေမနေ့ကြတာပဲကဲကဲအဲ့ဒါကြီးပြောမနေနဲ့လာငါတို့အေးဆေးစကားတော့ပြောကြမယ် ိုကျော်တိုးနဲ့ဖိုးစိန်ဆိုတဲ့အဲ့လူကအိမ်ထဲဝင်သွားကြတယ်။ဦးလေးတို့အဲ့ဒါဘာတူလဲဗျ။ကျုပ်ကလည်းဦးကြီးမောင်တို့ဘက်ကိုလှည့်ပြီးမေးလိုက်တယ်။သူ့နာမည်ကဖိုးစိန်နဲ့ကွ။ရောင်မာတော့ကျော်တိုးနဲ့အတူတူညီကိုလိုနေကြတာလေ။စိုးပေါ်စိုးပေါ်ပေါ့ကွ။လွန်ခဲ့တဲ့၅နှစ်လောက်ကတင့်မလဲရောင်မာစက်တိုင်းရင်သူတယောက်ကိုဓာတ်နဲ့ထိုးတက်မိလို့လေ။အဲ့ဒီလူတက်မှုနဲ့ထောင်ကြနေ။အခုမှလွတ်လာ။နင်းကရွာကိုပြန်ရောက်တာတစ်နှစ်တောင်မပြည့်သေးတော့မသိရကွ။ကျုပ်ရဲ့အမေကတော့ဦးမှုကဖြေလိုက်ပါတယ်။ ဖိုးစိန်ဆိုတဲ့သူရောက်လာနေပဲမန်တတ်ထဲကသူတွေအကုန်လုံးအတန်သိမ့်သွားတာကိုကြည့်ချင်းအဖြစ်တော့ဖိုးစိန်ဆိုတဲ့သူဘလောက်ဆိုတန်းခဲ့တယ်ဆိုတာခံမှန်းပြီးသိရတယ်ဒီလိုနဲ့ညတရေမင်္ဂလာပွဲကလည်းအလုံးအစင်ပြပြင်းနဲ့ပြီးသွားခဲ့တယ်ကျွတ်တူရဲ့ညစာထမင်းဝိုင်းမှာတော့အမေနဲ့ဖေကဖိုးစိန်ကြောင်ပြောနေကြတယ်ညတရေမင်္ဂလာပွဲပြီးလို့၄ရက်လောက်ပဲရှိမယ်ထင်နေပြသူကတော့မနေ့နေ့အတော်မြင်မှာထလာခဲ့တာနေရတော်တော်မြင့်မီဆိုပေမဲ့နေ့နေရာလည်းတပွဲဝဲကြနေတဲ့အကြောင်းပတ်ဝန်းကျင်တော့တိကျမမြင်ရဘူးဗျကျုပ်လည်း မျက်နှာတက်မနှက်စားစားပြီးတော့အမေကမိဖို့ကြောင့်အလုပ်တွေကုလုပ်ပေးလိုက်တယ်။အဖေကတော့အင်းရှိကွပြမှာရင်းနေချမ်းတောင်းရင်တဲ့တင်းစာဖတ်နေ။တကြီးအောင်ရေတကြီးအောင်ဟိုမှာဖိုးစိန်လိုရန်နေဖြစ်နေကြတယ်ဗျ။တကြီးအောင်ရင်းရှိမှာတော့လူတယောက်អော်ပြောနေ။တကြီးအောင်ကလည်းလက်ဆွဲတော့နှလုံးပြူကိုကင်ပြီးအဲ့လူနဲ့အတူရွာရဲအလောတကြီးထွက်သွားကြတယ်။ကိုတောင်းတင်ရေဖိုးစိန်ကတော့ပြန်ရောက်တာတပတ်တောင်မပြေသေးဘူးဇလန်ကတော့ပြန်ဆနေ။အေးကွာဒီကောင်၅နှစ်လောက်ထောင်ထဲမှာနေရတော့မှတ်သွားပြီထင်လား။အဖေကတော့ခေါင်းလေးခိုင်းနေပြောတာဗော။ ကျော်လဲမသိကျင်တော့တာနဲ့ဘာဖြစ်သွားလဲလိုက်ပြီးမကြည့်ရောပါဘူးဒီလိုနဲ့တနားရီလောက်ကြာတော့တကြီးအောင်ကလေနှလုံးပြူးပြီးဂိုင်ပြီးမျက်နှာမှိုင်မှိုင်နဲ့ပြန်လာတယ်သူ့ရဲ့အိမ်ထဲကိုတန်းဝင်သေးပဲနဲ့ကျွတ်တို့အိမ်ကိုရှောက်လာခဲ့တယ်မရတော့ကိုတောင်းတရေမရတော့မရတော့ကျွတ်ဒီကောက်ဟုတ်မနိုင်တော့ဘူးတကြီးအောင်ကလည်းအဖေ့ဘေးမှာထိုင်ရင်းနဲ့ပြောတာဗျဘာရီဖြစ်လာလို့လဲတကြီးအောင်ရဲ့ပြောပါအောင်ဖိုးစိန်နဲ့ထွန်လာရန်ဖြစ်ကြရတယ်ကွာဘာဖြစ်တာလဲမီးတော့ထွန်လာဝယ်လာတဲ့အမဲသားတွေကိုဖိုးစိန်ကတောင်းတာတဲ့ ထွန်းလာလဲအစိတ်သားလောက်ပေးပေးမယ်တရွဲလုံးယူချင်တာတယ်ကွာထွန်းလာလဲတရွဲလုံးတော့မပေးနိုင်တာလားကြောင့်ဖိုးစင်ကစားပြီးရန်ရှာထိုးတော့တာပဲကွာအဲ့တော့ငါလည်းဖိုးစင်ပြောပေးမယ်ဒီကောင်ငါအရေးမလုပ်တော့ဘူးကွာဟာလည်းတော့မကြတော့ပါဘူးကွာသူကြီးအောင်ကလည်းစိတ်ပြက်လက်ပြက်နဲ့ပြောလိုက်ပြီးအိမ်ထဲကနေထွက်သွားပါတယ်ဒီကိစ္စဖြစ်ပြီးနှစ်ရက်လောက်ကြာတဲ့အခါမှာတော့ဖိုးစင်တောင်ရွာနေပျောက်သွားပြန်တယ်ဓမြပြောဓမြရွာရဲကနေစူးစူးညံ့ညံ့အော်တန်နေကြတာကြောင့်အမေလည်းချက်ကိုအတင်းနှိုးတယ်တလားတလားထားစမ်းရွာထဲမှာဓမြရတယ်တတိနဲ့နေစမ်း ိတ်ဆိတ်နေတဲ့ညအချိန်မှာမြင်းခွာတန်းတွေကျဲလာစွာရွာတင်းဝင်လာခဲ့တယ်။ပြီးရနေကျွတ်တူအင်ရှီယာဒွန်ဝိုင်းဆိုင်ရဲ့အင်ရှီမှာရက်လိုက်ကြတယ်။ဒွန်ဝိုင်းဆိုင်ခင်ဗျထွက်လာခဲ့စမ်းမထွက်နိုင်တအိမ်လုံးမီးရှို့ပြင်မယ်။ကျွတ်တူကလည်းတကားရွက်ကလေးကနည်းနည်းဟပြီးတော့ချောင်းကြည့်နေရပါဗော။ဓမြဘိုလိုထင်ရတဲ့သူရဲ့စကားသံဆိုရင်မကြပါဘူး။ဒွန်ဝိုင်းဆိုင်ကလည်းကြပြကြရနဲ့ထွက်လာပြီးဓမြဘိုမျက်နှာနဲ့ကြောက်လန့်သွားတဲ့ဟန်ရှိ။ပြီးရနေလေချစ်ချင်းငုံငုံနဲ့မဖိုးစိမဖိုးစိအတော့ချမ်းသာပြပါခွဲအတော့မှာဘာမှမရှိပါ ဘာဘာမှမရှိဘူးလေခမကြီးအရင်ကယာရီရောင်းထားမလားအဲ့ငွေတွေပေးစမ်းညာဖိုးစိန်ဆိုတဲ့အတန်ကိုကြားတော့လေကျုပ်ဆိုကြက်သိန်းပါထသွားတယ်အဲ့ဒါလေးတော့ချမ်းသာပြီးပါမဖိုးစိန်ရဲ့အတော်တောင်းပါပါတယ်ကျုပ်ကအခုဓမြဖြစ်နေပြီတရားဟောဖုန်ကြီးဖြစ်နေမှာမဟုတ်ဘူးနော်အတနာခံတာကြီးကျုပ်မလို့ချင်းပေးစမ်းရှာပေးစမ်းညာရှာရှေလိုက်တာကျုပ်ကြိုင်းမဆောင်နိုင်ဘူးအေးမပေးဘူးဆိုရင်တော့ဒီမှာတွေ့ရမလားဖိုးစိန်ကလည်းသူ့ဘေးကဓမြကင်ထားတဲ့မီးတို့ကိုပြရင်ပြောတာနဲ့တော်ဝိုင်းစိန်လည်းအိမ်ထဲကိုကြပြကြပြေးဝင်သွားတယ် ခဏကြာတော့လေကျင်းတက်တာလေးတလုံးရှူပြီးပြန်ထွက်လာတယ်။ဒါကုန်းဆိုတာတေချာရဲ့လား။တေချာပါရဲ့ရှင်။ခမရကျုပ်အကြောင်းတွေရွာထဲမှာပတ်ပြောခဲ့တယ်မလား။ကျုပ်ကလေခမရရွာမပတ်နိုင်လို့ပြီးရတာပေါ့။ကျဲလောင်နဲ့ခြောက်လုံးပြူတနတ်တန်ထွက်လာပြီးတဲ့နောက်မှာဒေါ်ဝိုင်းစင်ရဲ့ပေါင်လေးတနတ်ကြည်စံဖောက်ဝင်သွားတာကြောင့်ဒေါ်ဝိုင်းစင်ကတော့ပေါင်ကိုဖျင်အော်ဟစ်နေရှာတယ်။ရက်စန်းတမရကတကြီးအောင်ကလည်းလက်ဆွဲရနှလုံးပြူကိုကိုင်းဖိုးစင်ကိုအော်လိုက်ပါတယ်။ဖိုးစင်ကလည်းသူ့မျက်နှာကိုတကြီးအောင်မြင်အောင်ပြလိုက်တယ်။ လာရောက်ဖွေဖွေကြောင်လဲဖိုးစိန်ရဲ့မျက်နှာတကြီးအောင်မြင်သွားပါတယ်ဖိုးစိန်မင်းမင်းတမရအောင်ဖြစ်သွားပြီလားမမိုက်ချင်စားမနဲ့ဖိုးစိန်ဟာလာပြန်ပြီနောက်တယောက်ထော်ဝိုင်းစိန်ရကြောက်မကောင်းကြောင်ရွာထဲမှာပြောနေရတယ်ရွာမှာပတ်နိုင်လို့ပြေးထားတာညင်းနေမလားခမရကပါတရားဟောနေကြည်စံပြန်ပြီးကြွေးပေးလိုက်မယ်ငါမင်းအဖေထထောင်ကြည့်ရကွာမင်းမကောင်းကြောင်ပြောလို့ပြစ်ရတယ်လို့ပြောရအောင်မင်းမကောင်းတော့ဘာများရှိလို့လဲဟာဗျာဒီဖိုးရရှာရှည်လိုက်တာ ဖိုးစိန်ကတော့လက်ထက်တနန်းနဲ့တကြီးအောင်ပြင်မဲ့ဟန်ပြင်လိုက်ပြီးမဲ့တကြီးအောင်ကတော့ဖိုးစိန်ကိုအရှင်းမြင်မြန်ပြက်လိုက်တယ်။ဟာတကြီးအောင်ရဲ့တနက်ကကြည်ရလဲဖိုးစိန်မှန်းသားပြီးမဲ့ဖိုးစိန်ဘာမှမဖြစ်တာကြောင့်ကျုပ်လဲဟာကနေအတန်ထွက်ရေရွက်လိုက်မြည်။ခမရရောက်ကျုပ်ကိုတတ်ချင်တယ်ပေါ့လေ။ကဲဟာတိတ်ဆိတ်နေညာအချိန်ကြောင့်လဲဖိုးစိန်နဲ့တကြီးအောင်ရဲ့ပြောတဲ့အတိုင်းသားကြားနေရတယ်။ရသူရသားတွေကလည်းကျုပ်တို့နေတူပဲအိမ်ပရင်းပေါက်တရားနေချောင်းကြည့်နေကြတယ်။ ဖိုးစင်ရဲ့တနက်ပြောင်းသွားလေတစ်ချက်ဝင်းကနေထွက်သွားတဲ့အတူတကြီးအောင်လေအနောက်ကိုပြစ်ကျသွားတယ်။ဖိုးစင်ကလည်းတနက်ကိုပြန်သိမ်းလိုက်ပြီးသူ့လူတွေနဲ့အတူရွာပြင်ပြန်ထွက်သွားခဲ့တယ်။ဖိုးစင်တို့ပြန်ထွက်သွားတော့မှတော်ဝိုင်းစင်ကလည်းတကြီးအောင်ပြေးပွေတယ်။ကျွတ်တို့လည်းမနေတာတော့ရနဲ့တကြီးအောင်စီထွက်လာပြီးမြေတကြီးအောင်ကတည်နေခဲ့ပြီ။ကျွတ်လည်းတကြီးအောင်ရဲ့အဖြစ်ကိုစိတ်မကောင်းတော့ဖြစ်သွားတာနဲ့အတူဖိုးစင်ကိုလည်းတတော်မြတ်မုန်းကြိုးသွားခဲ့တယ်။နောက်နေ့တွေမှာတော့ကျုပ်လည်းဦးကြီးမဖြစ်ချောင်းကုံစင်ပြောပြလိုက်တယ်။ဟာလေမင်းညဘလို့ဖြစ်သွားလဲမသိဘူးကွာ။နှလုံးတွေလေးလာပြီးအိပ်ပြောသွားတာ တနတ်တန်တစ်ချက်တော့ကြာရင်မျက်လုံးဖွင့်မြလို့ထားမကြည့်ပိုင်ဘူး။ဖိုးစံကတဖြည်းဖြည်းဆိုးလာပြီဗျ။ပြီးတော့ဒီကောင်ကကြီးစံမတိုးဘူးဗျ။ဦးကြီးမောင်ကလည်းတစ်ချက်စဉ်းစားလိုက်ပြီးနေုံကမနေ့ကလာပြီညမလား။ဟုတ်တယ်လေဗျ။ဘာလို့လဲဦးကြီးမောင်ရဲ့။ငါထင်သလိုများဖြစ်နေမလားကွာ။ဦးကြီးမောင်ကဘလို့ထင်လို့လဲဗျ။ငါကထင်တော့ကြီးမတိုးစီရင်ကွာ။ဒီအစင်ကလာပြီညမှာအစွမ်းပြလေ။ဒါကြောင့်လေဖိုးစံကလာပြီညအချိန်မှာလာတာထင်တယ်။ဒါဆိုရင်ကျုပ်တို့တွေဖိုးစံဘလို့လုပ်ကြမလဲ။ လာမေလာပညာကိုစအောင်မှာပေါ့ကွာဘာလို့လို့နဲ့လာပညာကိုရောက်ခဲ့ပြန်တယ်လေသူကတော့အိမ်မမဟုတ်ပဲဦးကြည်မောင်ရဲ့အိမ်မှာရှိနေရဦးကြည်မောင်ရဲ့အိမ်ကလည်းရွာစုံမှာရှိရမို့လို့လဲပို့ပြီးတော့ဆင်ပြရပေါ့ကျုံနဲ့အတူတူရွာသား၄၅ယောက်ကလည်းတနက်ကိုစီကိုင်းပြီးစောင့်နေကြတယ်မကြပါဘူးမြင်းခွာတနေကြားပြန်တယ်ဦးကြည်မောင်ထင်တယ်လို့ပါပဲဖိုးစင်ကတော့လာပညာမှာပြန်ရောက်လာတယ်ကဲတာလပရဲ့ရည်အသင့်ပြန်လာသူကလည်းပရဲ့ရည်ခွက်ကိုယူပြီးရွာဝင်ရညောင်မင်းကြီးပေါ်မှာစောင့်နေလိုက်တယ် ဦးကြီးမရဲ့ပြင်ပေါက်မှာတော့တနတ်တီအစင်သင့်အနေထားနဲ့ရွာသားတွေရှိနေကြတယ်။ဘိုးဆိုင်ကတော့ရှေးဆုံးကမြင်းစည်းပြီးဝင်လာတယ်။ကျုပ်ရှိနေတဲ့ညောင်မင်းကြီးအောက်ရောက်တာနဲ့ကျုပ်လည်းပရိတ်ရီဘိုးဆိုင်ပေါ်လောင်းချလိုက်တယ်။ပြကြ။ဦးကြီးမရဲ့အော်ဒန်ဆုံးမှာတော့တနတ်တန်တွေပွက်လောင်းရိုက်သွားတယ်။ကျုပ်ကတော့ညောင်မင်းဘွားခုန်ချပြီးပင်စီနောက်မှာကွယ်နေလိုက်တယ်။ဘိုးဆိုင်တို့ဖွေရလဲမထင်မထားပဲနဲ့ရုတ်တရက်ဖြစ်သွားကြအောင်လဲခုခံနိုင်စံမရှိပဲရွာသားတွေရဲ့ပြစ်ချက်တွေအောက်မှာအသက်ပျောက်သွားခဲ့တယ်။ ဖိုးစိန်နဲ့အတူအဖွဲ့ဝင်900စလုံးတေးပြီးတော့စီးလာတဲ့မြင်းတွေက3កောင်တေးဆုံးခဲ့တယ်။ကျုပ်လည်းအန်ရကင်းပြီဆိုတာသိမှညောင်မင်းနောက်ကနေထွက်လာခဲ့တယ်။မနေ့ရောက်တော့လေဖိုးစိန်တို့နဲ့အတူမြင်းတွေကိုပါမြင်းမြုပ်လိုက်ကြတယ်။တကြီးအောင်မရှိတော့လေတကြီးအသက်ရှာဖို့ရွေးရတာပေါ့။ကိုကျက်သူကတော့တငယ်ချင်းအတွက်ရောတကြီးအောင်အတွက်ပါစိတ်မကောင်းဖြစ်ခဲ့ရတယ်။သူ့ရန်ကြိုက်တဲ့အရက်ကိုလည်းဖျက်ခဲ့ပြီးဖိုးစိန်ကိုသင်ကန်းစားရှိပြီးလူကောင်းဘဝနဲ့ပဲဆက်လက်နေထိုင်ခဲ့ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇာတ်လမ်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွင်မှလည်းကြန့်ရှိနေသေးတဲ့အပိုင်းအစလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်အူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေရှင်။